လူချင်းတို့ခင်ဗျာ online ပေါ်မှာကိုက content တွေတင်တယ်ကိုရဲ့ video file တွေတင်တယ်အဲ့ဒါတွေကိုလူတွေမကြည့်လို့စိတ်ညစ်နေပါသလားဟာဒါမှမဟုတ်ရင်ကိုရဲ့ post တွေဟာပြန့်နှံ့မှုရတဲ့တလောက်မရလို့စိတ်ညစ်နေပါလားဒါဆိုရင်တော့ကျွန်တော်တို့က online ပေါ်မှာမိမိတို့ရဲ့ content ကိုတင်တဲ့အခါမှာ content တွေရဲ့သဘောတဘာဝဒါကိုကောင်းစွာနားလည်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကဘဝမှာအောင်မြင်ခြင်းအောင်မြင်မှုအကြောင်းကိုလေ့လာဖို့လိုတယ် ကျမ်းမာခြင်းကျမ်းမာမှုကြောင့်လေးလာဖို့လိုတယ်ကျော်ဝချမ်းသာခြင်းကျော်ဝချမ်းသာမှုကြောင့်လေးလာဖို့လိုတယ်စိတ်ချမ်းသာခြင်းစိတ်ချမ်းသာမှုကြောင့်လေးလာဖို့လိုတယ်နားလည်မှုရှိပြီးမှ understanding နားလည်မှုရှိပြီးမှကိုတခုခုနားလည်ပြီးမှ effort လုံးဆောင်မှသာလင်ရလက် result ကိုရမှာဖြစ်တယ်အဲလူတွေတော်တော်များများအဲ့ဒီနားလည်အောင်လေးလာမှုအပိုင်းကိုကြော်ပြီးတော့လုပ်နေကြဒါကြောင့် ။ online ပေါ်မှာ content တွေများစွာရှိတယ်။အဲ့ဒီ content တွေတွေက online ပေါ်မှာလူဟိုကြည့်ကြည့်ရှုသူအနေနဲ့နောက်ကျွန်တော်တို့ကပရိသတ်တွေအနေနဲ့ content တစ်ခုကိုကြည့်လိုက်တဲ့အခါမှာပထမဆုံးသူတို့ခေါင်းထဲမှာပေါ်လာတာငါဘာရမလဲဆိုတာပေါ်လာတာ။အဲသူတို့အဲ့ဒီ तू ဘာရမလဲဆိုတာကိုကျွန်တော်တို့ကတစ်ခုခုပေါ့မလုံးပေါ့နော်။ဒါကိုပေးနိုင်ရင်လူကြီးမင်းရဲ့ content ကိုဆက်ကြည့်။ဆိုတော့ဒါကိုလူကြီးမင်းတို့ပထမဆုံးကောင်းစွာနားလည်သဘောပေါက်ဖို့လို့အဲ့တော့ online online ပေါ်မှာရှိတဲ့ content တွေကိုကျွန်တော်တို့ကရေပုံရအားဖြင့်အမျိုးအစားခွဲလိုက်၄မျိုးပဲရှိတယ်။ နံပါတ်1ကတော့ပညာရေးဆိုင်ရာ contact တွေပေါ့နော်ကျွန်တော်တို့ကပညာတစ်ခုခုသင်ပေးတဲ့ contact တွေဟလာတစ်ခုခုဆွေးနွေးပေးတဲ့ contact တွေဒါကိုကြည့်လိုက်တာနဲ့အော်သူ contact ကိုငါကြည့်ရင်ငါပညာရရတယ်ဆိုတဲ့အတွက်သူဆက်ကြည့်မှာပေါ့နံပါတ်2ကတော့ဖြောပြေးဆိုင်ရာ contact တွေအဖျော်ဖြေးဆိုင် content ကတော့ဟာတလိုဟာမျိုးတွေဟဟလာဒီ content ကိုငါကြည့်လိုက်ရင်ငါစိတ်ဖျော်ဖြေမှုရတယ်ဆိုရင်သူဆက်ကြည့်မှာနံပါတ်3ကတော့ဒါကျွန်တော်တို့လိုမျိုး line ပေါ့နော် motivation ပေါ့စိတ်တက်မြင့်တင်ဆိုင်ရာ content တွေ ဒီ content ကိုကြည့်လိုက်ရင်ငါငါအတွက်စိတ်အခြေအနေမှာစိတ်တွေတက်ကြွလာတယ်ငါအတွက်ကောင်းမွန်တဲ့စိတ်အခြေအနေတခုကိုဖန်တီးပေးနိုင်တယ်ဒါဆိုသူဆက်ကြည့်နံပါတ်၄ကတော့ကိုရီးကူတာ content တွေဖြစ်တယ်ကိုရီးကူတာ content တွေဆိုတာကတော့ကိုရီးကူတာဆိုတာတော့ကျွန်တော်တို့ခဏခဏပြောသလိုပဲဟုတ်လားကျွန်တော်တို့ဒီမှာကိုဘယ်သွားလဲဘာစားလဲအဲ့တော့ကိုက celebrity တယောက်ဆိုရင်လူကြီးမင်းဘဝထဲမှာဘာတွေဖြစ်နေလဲဆိုတာလူကြီးမင်းရဲ့ fan တွေလူကြီးမင်းရဲ့ပရိသတ်တွေသိကျင်တာပေါ့ဒါကြောင့်ဒါတွေကိုကျွန်တော်တို့ကပုံမှန်တင်ပေးနေရတယ်ဟုတ်လားကိုက celebrity personal brand ရှိတဲ့သူတယောက်ဆိုရင် တော့ content အမျိုးအစားဒီလေးမျိုးပဲရှိတယ်ပညာရေးဆိုင်ရာဖြော်ဖြေးဆိုင်ရာစိတ်ဓာတ်မြင့်တင်ရေးဆိုင်ရာနဲ့ကိုရေးကိုတာဆိုင်ရာဖြစ်တယ်အဲ့ဒီ content တွေကိုလူချင်းမရဲ့ viewer ကကြည့်ရှုသူတွေကိုသူတို့ဘာရမလဲဆိုတာကိုကောင်းမွန်စွာကျွန်တော်တို့အနေနဲ့တင်ပြနိုင်မယ်ဆောင်ရွက်နိုင်မယ်ပြောဆိုနိုင်မယ်ဖော်ပြနိုင်မယ်ဆိုရင်လူကြီးတို့ရဲ့ content တွေဟာကြည့်ရှုသူများပြပြီးတော့ပြန့်နှံ့မှုလည်းများပြလာမှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူကြီးတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ် အဲ့တော့ဒီအစီအစဉ်ကိုကြည့်တဲ့သူတွေအတွက်ကျွန်တော်ရဲ့စာအုပ်၅အုပ်ကိုလည်းလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့ဒီအစီအစဉ်မှာပါဝင်ခြင်းကျွန်တော်အခုဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်၅အုပ်ကိုရွေးချယ်ပြီးကျွန်တော်ရဲ့မေတ္တာအားသာချက်တင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့စမ်းသစ်တီထွင်စွာအောင်မြင်ခြင်းကိုရီကိုသွေးမြင့်မားစွာ အောင်မြင်ခြင်းနဲ့မြန်မာနီးမြန်မာဟန် marketing စာအုပ်၅အုပ်ကိုတယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူအင်တန်ရာရောက် လူချင်းတို့ပို့ကပါမပေးရဘူးပို့ဆောင်ပေးမှဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတင်နန်းတက်ချင်တဲ့သူတွေအတွက်ကျွန်တော်တို့အခုဖွင့်လှစ်မှာကတော့ကျွန်တော်ရဲ့စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာတင်နန်းတစ်ခုဖြစ်တဲ့ Certificate in General Business Management တင်နန်းဖြစ်ပါတယ်တနည်းမှာ၄ချိန်ပဲဖွင့်တဲ့တင်နန်းဖြစ်ပါတယ် online တင်နန်းဒီအခုလာမယ်ဆယ်လပိုင်း28ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ် online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်ဘယ်ဒေသမှမဆိုတက်နိုင်တဲ့အပြင်လူတွေတင်နန်းကတော့ ်17လပိုင်းနဲ့ရောက်သွားမယ်17လပိုင်း1ရက်နေ့နဲ့2ရက်နေ့စနေတွင်းနေ့ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်တို့ Animal သင်တန်းကျောင်းမှာကျွန်တော်နဲ့နေ့ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်ပါတယ်အလူကျွန်းတို့ online သင်တန်းမဲ့တက်ချင်းတက်ချင်းအပြင်သင်တန်းမဲ့တက်ချင်းတက်ချင်းလူကျွန်းတို့ရဲ့နာမည်ရယ်ဖုန်းနံပါတ်ရယ် comment မှာမရေးနဲ့နော် messenger message မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်အခုအစီအစဉ်ကိုကြည့်တဲ့သူတိုင်းကို online ကပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကို10% discount ပေးထားပါတယ် အပြင်လူတွေတက်ချင်တဲ့သူတွေကကျွန်တော်တို့တစ်ရက်နေ့နဲ့နှစ်ရက်နေ့ကိုရောက်သွားမှာဖြစ်တယ်နော်နိုင်ငံခြားကတက်ချင်တဲ့သူတွေကတော့နိုင်ငံခြားကပါတင်တန်းတက်ချင်ပါလို့ရည်ရပေးပါကျွန်တော်တို့ငွေလွှဲရမယ့်အကောင့်နေ information တွေပို့လိုက်မယ်ငွေလွှဲပြီးကျွန်တော်တို့ပြန်ပို့လိုက်ရင် screenshot ပို့လိုက်ရင် group ထဲဝင်လို့ရအောင် select ဆောင်ပေးမှာဖြစ်ပါတယ်အဲ့တော့စင်းပေးရင် Facebook ဆို LYN နဲ့ link နေနော် link တိုင်းညမြန်မာစမ်းလို့ English ကိုရည်ရတယ် follower 3.8 million ကျော် ရှိတယ်အဲ့ page message မှာ ပေးပါ TikTok ဆိုရင် link တိုင်းညမြန်မာမြေလို့ကျွန်တော်မြန်မာလို့ရည်ရတယ် follower 3.2 million ကျော်ရှိတယ် အဲ့ဒီအကောင့်ရဲ့ message ပါစာရင်းပေးဖို့ဖြစ်ပါတယ်အဲ့တော့ဒီတင်နန်းမှာကျွန်တော်ဘလို့လူတွေတက်တင်လဲဆိုတော့ကိုကလုပ်ငန်းရှင်တယောက်ဖြစ်နေပြီးအောင်မြင်ပြီးသားစီးပွားရေးစီမံခန့်ခွဲမှုပညာကို theory စတင်လည်လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်နောက်တစ်ခုကိုကဒီဝန်ထမ်းလုပ်သက်အတွက်ကြောင့်ရှိပြီးသားအောင်မြင်ပြီးသား management ပညာကို theory စတင်လည်လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်စီးပွားရေးစီမံခန့်ခွဲမှုပညာကိုအခုမှစတင်လည်လာမယ်ကျောင်းသားကျောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်ဒါမှမဟုတ်ကိုက management နဲ့ပတ်သက်ပြီး diploma တစ်ခုဆက်တက်မယ် MBA ဆက်တက်မယ်အခြေခံအနေနဲ့ က်ရောက်နိုင်ပါတယ်ကိုယ်မှာ business idea တခုရှိရဲအဲ့ဒါကိုလက်တွေ့အကောင့်ထဲပို့ခြင်းနဲ့အဲ့လိုလူမျိုးတွေလည်းတက်ရောက်နိုင်ပါတယ်အော်တင်နန်းနဲ့ပတ်သက်ရင်ကျွန်တော် grid သုံးခုပေးနိုင်တယ်နံပါတ်1ကျွန်တော်ဒီစာရေးဆရာဖြစ်တဲ့အတွက်မပြည့်အောင်သင်ပေးမယ်လက်တွေ့ပြန်သုံးနိုင်အောင်သင်ပေးမယ်မြန်မာလိုသင်ပေးမှာဖြစ်ပါတယ်ဒါကြောင့်စီးပွားရေးစီမံခန့်ခွဲမှုပညာနဲ့မိမိရဲ့ဘဝမိမိလုပ်ငန်းကိုဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ချင်တဲ့သူတိုင်းနဲ့စီးပွားရေးစီမံခန့်ခွဲမှုပညာသင်တန်းမှာတွေ့ကြပါမယ် We must work together we must build our nation